ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုဟာတရက်ကို7300ခန့်အရှုံးပေါ်နေတယ်လို့ရထားပို့ဆောင်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေကပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုဟာတရက်ကိုငွေ7300ဝန်းကျင်ခန့်အသုံးပြုနေရပြီးပြန်လည်ရရှိတဲ့ဝင်ငွေဟာ7300ကျော်သာရှိရလို့ဦးထွန်းအောင်သိန်းကပြောပါရယ်။ရထားတစီရဲ့စီဘိုးက7300နဲ့10000ကျားမှာကုန်ကျနေပြီးတခြား73စီတွေလည်းပါဝင်က နောက်တစ်ခုကဝန်ထမ်းတွေကိုတုံးရတဲ့အသုံးစရိတ်တွေနဲ့အခြားအသုံးစရိတ်တွေကြောင့်လိုအပ်နေတာဖြစ်တယ်လို့လည်းဥထုံးအောင်သိန်းကဆက်လက်ပြောပါရယ်။ဒါအပြင်2014နှစ်စာပိုင်းကယထာပို့ဆောင်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားချက်တွေအရပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းကယထာပြည့်စုံမှုကိုဖက်ဆက်လုပ်ကိုင်နိုင်မှုအစီအစဉ်တွေမှာလည်းဖြစ်ပေါ်လာနိုင်တယ်လို့သိရပါရယ်။ရန်ကုန်မြို့ပတ်ယထာအသုံးပြုမှုဟာတရက်ကိုပြန်မြ8000ကနေတသိန်းကျားရှိနေပြီးတွဲဆိုင်23ဆိုင်နဲ့215ကောက်ပြည့်စုံလျက်ရှိနေတယ်လို့သိရပါရယ်။